2004အောက်တိုဘာ16ရက်နေ့မှာခင်ညွန့်ဟာဖြုတ်ချဖမ်းဆီးခံရပြီးသူ့ရဲ့စစ်ထောက်လမ်းရေးအဖွဲ့ကလည်းဖျက်သိမ်းခံခဲ့ရပါတယ်ဆိုတော့ဒီလဆိုရင်21နှစ်ရှိပါပြီအဲ့ဒီအချိန်မှာခင်ညွန့်နဲ့သူ့ရဲ့ထောက်လမ်းရေးအရာရှိပေါင်း3000ကျော်လောက်ဖမ်းခံခဲ့ရပြီးသူ့ရဲ့ထောက်လမ်းရေးတစ်ခုလုံးကိုအဲ့ဒီအချိန်ကစစ်ဆိုရကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေကဖျက်ပစ်ခဲ့တာဖြစ်ပါတယ်အဓိကအကြောင်းကတော့ထောက်လမ်းရေးကအရန်တကိုးထွားလာပြီးစစ်တပ်နဲ့စစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကိုပါစိုးရင်စရာ ဖြစ်လာတာကြောင့်ပါစစ်ကြောင်လမ်းရဲ့အရာရှိတွေရဲ့အာဏာအလွဲသုံးစားလုံးမှုတွေနဲ့အာဂတိလိုက်စားမှုတွေလည်းအများကြီးပါပါတနည်းအားဖြင့်ဘုခင်ညွန့်ကစစ်တပ်အကြီးအကဲတွေကိုပါအားပြိုင်လာပြီးသူ့ရဲ့ထောက်လမ်းရာ invisible government တခုဖြစ်လာလောက်အောင်တကိုးထွားခဲ့လို့ပါတချို့နားမလည်တဲ့နိုင်ငံတကာပညာရှင်တွေပြောသလိုဘုခင်ညွန့်ကနိုင်ငံရေးမှာ moderate soft liner သဘောထားပြောင်းနေဆိုတာမဟုတ်ပါဘူးစစ်ထောင်နိုင်ငံရေးချုပ် ဗိုလ်ချုပ်ခင်ညွတ်အပါပဲထောက်လန်းရေးအရာရှိတွေအားလုံးဟာနိုင်ငံအင်အားစုတွေအားလုံးကို ရရဆက်ဆက်ကင်တွယ်နှိပ်ဆက်တတ်ဖြတ်တဲ့နေရာမှာဒီကတာဝန်အခြေဆုံးလူတွေပါဗိုလ်ခင်ညွတ်ကို Prince of Evil ကျဆက်မှုပေါင်းတရဖူစောင်းတဲ့သူလို့တောင်အမိပေးခဲ့ရတာဆိုတော့သူရထောက်လိုင်းရဲ့အရာရှိတွေနဲ့အဖွဲ့ဝင်တွေက Force of Evil လို့ပြောရင်မမှားပါဘူးရဆက်မှုပေါင်းတရဖူစောင်းတဲ့အဖွဲ့ပေါ့